အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ24ရက်ညပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲရုပ်ကောက်ပွဲနိုင်မယ်လို့သွင်းထင်ရောက်နေတဲ့ကြံဖွဲ့အမောက်လောင်းတွေရဲ့သတင်းကေကေပတ်ကပြေးလာသူတွေကိုငွေညှစ်စစ်မှုန်ထမ်းလိန်အမြတ်ထုတ်ဖို့ဆက်တာတွေကိုတိုက်တွန်းနေတဲ့စစ်လော်ဘီရဲ့အကြောင်းပွဲစဉ်နဲ့အစဉ်ပြင်နေတဲ့နိုင်ငံတော်ကလူဖမ်းဆီးရဲ့အဖွဲ့တွေရဲ့အခြေအနေတွေ ပြည်သူစင်တာရှင်စင်မဲ့စစ်ကောင်မရှင်ရွက်ောက်ပွဲနိုင်ငံတကာကပြတ်သားဆိုတာပေချဖို့လုံနေတဲ့တည်င်းဘုံဘုံနဲ့ဘိုလ်ကြီးရဲ့တေဆုံတဲ့မြင်းရှံတိုက်ပွဲရဲ့အတွင်အမျိုးသမီး20ကျော်ကိုအာရမပြုကျင်းတပ်ဖြတ်တဲ့စစ်သားတွေအကြောင်းရုရှားပြည်မှတ်တွေကိုထိအောင် ပြစ်နိုင်မဲ့တာဝေးပြစ်ဒုံးကျည်ပြည်ယူကရိန်းရအောင် စေယုံပေးမဲ့ဗြိတိန်ဝန်ကြီးချုပ်ဆိုတဲ့တည်င်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတည်င်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပြည်ရင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ရအောင်ပါရွေးကောက်ပွဲနိုင်မယ်လို့သွင်းနေတဲ့ကြောင့်လည်းကြံဖို့အမက်လောင်းတွေအကြောင်းနဲ့စတင်လိုက်ရှင်ပါတယ် NLD မပါတဲ့စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာ2010တုန်းကလို့ကြံ့ခိုင်ရဲ့အမက်တွေအောင်ပွဲခံမယ်လို့သွင်းနေတဲ့ကြောင့်တွေးထင်နေကြတယ်လို့သတင်းရရှိပါတယ်ဒါကြောင့်ကိုစလီလောင်းအများဆုံးဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့ကြံ့ခိုင်ရဲ့ပါတီကအမက်လောင်းတွေဟာအရှင်ချင်းစမန်ခုန်နေကြတယ်လို့နှိဆက်သူတွေကပြောပါတယ် ထိုင်းမြန်မာကွန်သွေးလမ်းကြောင်းပေါ်မှာတရှိပင်မှောင်ခုပင်ကောင်းတဲ့မွန်ပြည်နယ်ကကြန့်ခိုင်ရေးပါတီအတွင်းမှာတော့လောက်ဆာရဆင်ပြေတဲ့မွန်ပြည်နယ်လွှတ်တော်အမတ်လောင်ဖြစ်ရေကိုနီလန်ပေါင်းစုံနဲ့စ조사နေကြတယ်လို့ပြည်နယ်ဆွေးနွေးပွဲရုံနဲ့နှိဆက်သူတိုးစီကနေသိရပါတယ်။လက်ရှိမှာတော့မွန်ပြည်နယ်ပြည်ခံပြိုးပါတီဥက္ကဋ္ဌလက်ရှိမဲအောင်လန်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းရဲတပိတ်ရင်တွင်နဲ့နှိဆက်သူတို့တွေသာပြည်နယ်အမတ်လောင်ဖြစ်ရွေးချယ်ခံနေရပြီးကျန်သူတွေကတော့ နေပြည်တော်လွှတ်တော်ပို့နေရလို့သူကပြောပါတယ်ပြည်သူလွှတ်တော်နဲ့မြို့သားလွှတ်တော်အမတ်ဖြစ်ရင်နေပြည်တော်မှာအချိန်ကုန်ပြီးလွှတ်တော်ထဲအင်္ဂိုက်ဖို့ပဲရှိရလေပြည်နယ်လွှတ်တော်အမတ်တွေကြတော့ပြည်နယ်အစိုးရအဖွဲ့မှဝင်ကြီးမဖြစ်ရင်တောင်အမတ်အနေနဲ့ကိုမျိုးအတွက်ချပေးတဲ့ဖွံ့ဖြိုးရေးဘတ်ဂျက်တွေကိုကောင်းကောင်းနှိုက်စားလို့ရတယ်ပြီးတော့တရားမဝင်စီးပွားရေးလုပ်နေတဲ့ကောင်တွေစီကလည်းလိုင်းကျဲတောင်းလို့ရတယ်အဲအကြောင်းပြည်နယ်လွှတ်တော်အမတ်လောင်းဖြစ်ဖို့မန်နေဂျာလို့ MPA သတင်းမြစ်ကပြောပါတယ် ကြန့်ခိုင်ရေးဆိုရာဖြစ်ခဲ့2017ကနေ2016ခုနှစ်အတွင်းမွန်ပြည်နယ်လွတ်တော်အတွင်းမှာရှိရာကြန့်ဖို့အမတ်တွေဟာဆွေမျိုးနမည်နဲ့ကုမ္ပဏီထောင်တာသို့မဟုတ်ကုမ္ပဏီပိုင်ရှင်တွေကကုမ္ပဏီရှယ်ယာပေးတာကိုလက်ခံကာကုမဲဆန္ဒနဲ့အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကံကွင်းရဖို့စူးစမ်းတာမျိုးတွေနဲ့စီးပွားဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီလိုအတွေ့အကြုံတွေရှိခဲ့ရာကြောင့်ပြည်ခိုင်ဖြိုးအမတ်လောင်းတိုင်းကသူတို့ပဲရွေးကောက်ပွဲမှာအနိုင်ရမယ်အထင်နဲ့ ပြည်နယ်လွှတ်တော်အမတ်လောင်ဖြစ်အောင်စ조사နေကြတာဖြစ်တယ်လို့ဆိုပါတယ်ဒုတိယအနေနဲ့ကေကေဘက်ကပြေးလာသူတွေကိုငွေညှစ်စစ်မှုထမ်းလိင်မြတ်ထိုးဖို့စစ်လော်ဘီတွေကစစ်သားတွေကိုတိုက်တွန်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကော်မရှင်တပ်ဟန်ပြားဝင်စီကက်ပြန်တော့ BJF ကမောင်းထုတ်လိုက်လို့ကေကေဘက်ဝင်ကနေပြေးလာသူတွေကိုငွေညှစ်ဖို့စစ်မှုထမ်းအဖြစ်ဖမ်းဆီးဖို့နဲ့အမျိုးသမီးတွေဆိုရင်လိင်မြတ်ထိုးကြဖို့စစ်လော်ဘီတွေကစစ်သားတွေကိုတိုက်တွန်းပြောကြားနေပါတယ် မြောက်ရီမြို့တွင်ဥတဟိုအုပ်လိုက်သွာလာနေတဲ့ကြားဖြန်တွေကိုလွှတ်ပေးထားတဲ့ဆဲအုပ်စုကိုစစ်တပ်အတွက်လိန်လေပေးနေသူတွေကအမလို့အမရဖြစ်နေကြတာကိုသူရဲ့ဝါရဖြန် Telegram Channel မှာရေးသားချက်တွေအားသိရပါတယ်။ပရှုပ်တဲ့ရောက်လာနေသူတွေကိုအသင်ဖမ်းဆီးလို့ရနေတဲ့အခြေအနေရှိနေရကိုဒီတိုင်းလွှတ်ပေးထားတယ်လို့သူတို့ကအမလို့အမရဖြစ်ပြီးပြောဆိုနေကြပါတယ်။ဒါအပြင်ဆဲလိုဘီတချို့ကလည်းတချို့ဆိုကုတ်ပြီးဘာညာတာကဒေတာလုံလို့ရတယ်လို့လည်း အမျိုးသမီးတွေကိုလိန်မြတ်ထုတ်ဖို့ပါလှုံ့ဆော်နေကြပါတယ်။ဒီလိုရေးသားလှုံ့ဆော်နေတဲ့စာသားတွေကိုစစ်လို့ပြီးရအချင်းချင်းကြားတဆင့်ပြန်လဲမျှဝေပြီးဆေးရဇွမ်းမှုကျူးလွန်နေတဲ့စစ်သားတွေကိုထပ်မံတိုက်တွန်းပြောဆိုနေကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဘီဂျက်ပိုင်ကေကေပတ်1ကိုပီဂရအော်တိုဘလတ်19ရက်နေ့ကရုတ်တရက်ဝင်စီးပြီးလူနဲ့ပစ္စည်းတွေကိုဖမ်းဆီးသိမ်းပိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်ထပ်မံဝင်စီးမယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အော်တိုဘားလာ20လရနေကစတင်ပြီး KK ပတ်ဝင်းတဲ့ကကြားဖြန့်လုံနေကြတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားတွေအလုံးရင်းနဲ့မြရီနဲ့ထိုင်းနိုင်ငံမေဆောက်ဖက်ကျန်းစွေစီထွက်ပြေးနေကြတာဖြစ်ပါတယ်။လက်ရှိချိန်တွင်အိန္ဒိယနိုင်ငံသားကအယောက်400နဲ့တရုတ်နိုင်ငံသား148ယောက်ထိုင်းနိုင်ငံသား31ယောက်တို့ပါဝင်တယ်လို့ဗီယက်နမ်၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှား နေပေါ်နဲ့တခြားနိုင်ငံသားတွေလည်းပါဝင်တဲ့အယောက်တထောင်ကျော်ကို time back က cases scan တွေမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ထမှန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပွေးစင်းတဲ့အဆင်ပြေနေတဲ့နိုင်ငံတော်ကလူဖမ်းဆီးရဲဖွဲ့တွေအကြောင်းဖြစ်ပါတယ်။အရှင်ခါမုံနိုင်ငံကြီး agent တွေတင်အောင်ထင်အောင်စစ်ကောင်းဆောင်မင်းအောင်လန်ကပွေးလန်းတပင်းနဲ့ကျင်းပခိုင်းထားတာကိုသူ့လက်အောက်ငယ်သားတွေကအကြိုက်တွင်နေကြရဲလို့သတင်းရရှိပါတယ်။ အဲ့ဒီပွင့်လန်းသဘင်တွေကိုရန်ကုန်နဲ့မန္တလေးအပါအဝင်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့မြို့တော်များများမှာကျင်းပနေကြပြီးအဲ့ဒီကပြန်လာသူတွေကိုစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးပြီးပြန်လည်ရောင်းစားနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ရန်ကုန်မြို့ကပွင့်လန်းသဘင်တွေကအိမ်ပြန်သူတွေအထက်ကဖမ်းဆီးခံရမှုတွေအထက်မှာအမျိုးသမီးတွေလည်းပါတယ်လို့ကိုယ်တိုင်ကြုံတွေ့သူတွေကပြောထားပါတယ်။မန္တလေးတိုင်းမလိုင်မြို့နယ်မှာကျင်းပနေတဲ့မြို့မဆဲကထိန်ပွဲကို အော်တိုဘလ23ရက်မနေ့ကလာရောက်တဲ့လူငယ်10ဦးတက်မနေ့ကို နေလေဘက်မှာတောင်စစ်တကအရက်ဝက်တွေနဲ့ပေါ်တာဆွဲသွားတယ်လို့လူတို့သတင်းကွင်ရန်မလိုင်မျိုးစီကသိရပါတယ်။ဆေးရောက်တော်ပါသွားတယ်ကထင်ကတော့ပြတ်မသွားပါဘူးလို့အဲ့ဒီကွင်ရန်ရတာဝန်ရှိသူတူက MP ကိုပြောပါတယ်။ဖန်စစ်ခံရသူတွေဟာအမျိုးသားလူငယ်လူရွယ်တွေဖြစ်ကြပြီးဘယ်နီယာစီဖန်စစ်ခေါ်ဆောင်သွားတာကိုမသိရှိရသေးဘူးလို့မလိုင်မျိုးခံမျိုးသားတူကပြောပါတယ်။ မလိုက်မျိုးမဆေကမျိုးလယ်မှာရှိရအဆွဲခံရတာတော့သိချပါရယ်ဘလို့ပုံစံနဲ့ဝင်ဆွဲသွားလဲတော့သိချာမသိရဘူးကထိန်ပွဲပြက်လောက်တဲ့အထိရုပ်ပြန်ဆင်းပြန်ဝင်ဆွဲရတော့မဟုတ်ဘူးဗျာလို့သူကပြောပါရယ်အခုရက်ပိုင်းအတွင်းမလိုက်မျိုးနယ်အတွင်းကင်းထောက်လျင်နဲ့စစ်တပ်လေထီးတွေစက်တိုက်ဆွတ်လို့ပြန်ဝဲနေရကြောင်းဒေသခံတွေအနေနဲ့လေကြောင်းရဲ့စိုးရိမ်နေကြကြောင်းသူကပြောပါရယ်ဒါကြောင့်မလိုက်မျိုးလူလူသတင်းကွင်ရက်ကလည်းကထိန်ကာလအတွင်းလူစုလူဝဲမလောက်ကြဖို့နဲ့ လေကြောင်းအန်ရဲ့ကြားရောက်လာပါကခြောက်ခြားကြဖို့အော်တိုဘားလ22ရက်ကသတိပေးထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးပြည်သူစင်းရဲတာရှည်စီမံစစ်ကော်မရှင်ရွေးကောက်ပွဲနိုင်ငံတကာကပြတ်သားစွာပေးချဖို့လိုတဲ့သတင်းကိုပြောပြရှင်ပါတယ်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ဆေးရနာရှင်စနေနဲ့ပြည်သူတွေရဲ့စင်းရဲဒုက္ခတွေဆက်လက်ရှင်းကြစီမံဆေးအုပ်စုရဲ့အတူရောင်အလင်းညာရွေးကောက်ပွဲကိုလုံးဝလက်မခံဘဲပြတ်သားစွာပေးချဖို့အလင်းနဲ့တိုက်တွန်းကြောင်းတန်မတ်ကြီးကပြောကြားလိုက်ပါတယ် ော်တိုဝါလာ23ရဲ့မနေ့ကကုလသမဂ္ဂမှာကျင်းပတဲ့ Assistant in My Action ကောင်းစဉ်တဲ့ဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောသွားတာပါဒါအပြင်အမျိုးသားညွန့်ရဲ့အစိုးရနဲ့မြန်မာပြည်သူတွေအပေါ်မကြိမ်းမရိုင်းထောက်ခံကူညီမှုပေးဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာထံသူကတောင်းဆိုခဲ့ပါသေးတယ်။ဒီပေါ်ဂျန်ဝန်ချေဆိုင်နိုင်ငံဆောင်မရှင်တို့ကမြန်မာပြည်သူတွေရဲ့ရှင်းတဲ့စစ်တပ်ရွေးကောက်ပွဲကိုအခုကလေးကမေးစင်းလုံးဝသွားမကြည့်ခြင်းနေနဲ့ အတန်နဲ့ကန့်ကွက်နေကြပြီနိုင်ငံအနေနဲ့ရွေးကောက်ပွဲကိုကန့်ကွက်ရုံတင်မကဘူးလက်တွေ့ထျောက်တဲ့နီလန်းတွေနဲ့မြန်မာပြည်သူတွေအတွက်လိုအပ်နေတဲ့အကူအညီတွေပံ့ပိုးပေးကြဖို့လိုမယ်လို့ MP ကိုမှတ်ချက်ပေးပါတယ်ဆေးအုပ်စုရဲ့ပြည်သူလူထုအပေါ်ကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေမှာအချို့သောအဖွဲ့ဝင်နိုင်ငံတွေကဆေးအုပ်စုထံစစ်လက်နက်ပစ္စည်းတွေတိုက်လေရန်တွေတိုက်လေရန်စီတွေစစ်ပတ်ရက်ပတ်နှမျိုးသုံးပစ္စည်းတွေနဲ့နည်းပညာတွေရောင်းချတာဒါမှမဟုတ်လွှဲပြောင်းပေးရတဲ့ကြောင့် ဆက်လက်တင်ပြနေရလို့ဥကြုံမိုးထွန်းကသူ့မိန်ကွန်းနဲ့ထစ်ပြောပါတယ်။ဒါကြောင့်အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်းဆေးအုပ်စုကိုဗန္ဒာရင်းနဲ့စစ်ရေးအကူအညီပေးတာကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုရလို့လည်းသူကဆိုပါတယ်။မနေ့ကကျင်းပတဲ့နောက်ထပ်ဆွေးနွေးပွဲတစ်ခုဖြစ်တဲ့မတန်ဆန်းသူများဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲကိုလည်းတန်မတ်ကြီးတက်ရောက်ခဲ့ပြီးမတန်ဆန်းသူတွေတောင်းအကြမ်းဖက်တပ်ပြတ်ခံနေရတဲ့ဆေးအုပ်စုရဲ့လုပ်ရက်တွေကိုဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။ ဒါအပြင်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ခြင်းအပြင်မြန်မာနိုင်ငံမှာရှိရမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးကို မြင့်တင်ကာကွယ်ပေးကြဖို့နိုင်ငံတကာကိုတိုက်တွန်းခဲ့ပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းအနေနဲ့ဘုံမွန်ဘူကြီးရဲ့တစ်ဆုံတဲ့မြင်းချန်တိုက်ပွဲရဲ့အတွင်းအမျိုးသမီး20ကျော်ကိုအာရမပြုကျင်းတပ်ဖြတ်တဲ့စစ်သားတွေအကြောင်းတင်ဆက်ပေးပါဦးမယ်။စတေမလာ25ရက်ကနေအော်တိုဘလာ7ရက်နေ့အထိ မင်းကြံခရံထဲမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေကိုသတင်းထုတ်ပြန်လာတဲ့အထက်ဝမ်မုန်းနဲ့ဗိုလ်ကြီးတွေအပါအဝင်စစ်ကော်မရှင်ဘက်က30ဦးထက်မနည်းတည်ဆုံသွားတယ်လို့ဖြစ်သွင်းဖော်ပြထားပါတယ်။ဒါအပြင်မလိုင်နဲ့တောင်တာမြို့နယ်တွေကအမျိုးသမီး20နဲ့အထက်ဟာအလိုမတူဘဲအာမပြုကျင်းတပ်ဖြတ်ခံခဲ့ရတယ်လို့နထိုးကြီး PDI မြင်းချံခရံအမှတ်၄နဲ့30တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။စတေမလာ25ရဲ့နေလေပိုင်းကနထိုးကြီးမြို့နယ်ရင်ကန်းဖျားကနေ မြန်တရွာဘက်ကိုဥတည်စစ်ကြောင်းထိုးလာတဲ့အင်းအား200ပါစစ်ကြောင်းနဲ့မြင်းချန်ခရံအမှတ်၄နဲ့30တက်ရင်နဲ့ပူပေါင်းဖွဲ့ရောကြာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွင်စစ်တပ်ဘက်ကဗိုလ်ကြီးတအူးအပါဝင်တပ်သား9ဦးနဲ့အထက်တည်ဆုံသွားခဲ့ရလို့ဆိုပါတယ်။အဲဒီနောက်အော်တိုဘလာတရနေ့ကမြန်တရွာကိုမီးရှို့ဖျက်ဆီးပြီးတိုင်းနယ်ရွာကိုဥတည်လာတဲ့အင်းအား250ကျော်ပါစစ်ကြောင်းနဲ့ခွန်လိုက်ကြတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်တပ်ကိုစစ်ဦးလန်အောင်တိုက်ခိုက်နိုင်ခဲ့ရလို့ပြောပါတယ်။ ဲ့ဒီတိုက်ပွဲအတွင်းစစ်တုံးမှလေဦးဖက်စီယာမိခဲ့ပြီးစေအုပ်စုဝင်စေဦးနဲ့အထက်တည်ဆုံခဲ့တဲ့အပြင်လက်နက်ခေယံနဲ့အစစ်သုံးဆောင်ပစ္စည်းတွေတင်စီယာမိခဲ့လို့သိရပါတယ်။အော်တိုဘားလာ9ရက်နေ့မှာတော့မလိုင်မြို့နယ်မှာအင်အား200ပါစစ်ကြောင်းနဲ့တိုက်ပွဲငံဖြစ်ပွားပြီးတဲ့နောက်အဲ့ဒီကတိုက်ပွဲလေးရမြောင်းနေဖြစ်တဲ့အော်တိုဘားလာ10ရက်နေ့အထိတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့လို့သိရပါတယ်။မလိုင်နယ်တောင်တန်မြို့နယ်တိုက်ပွဲဖြစ်နေချိန်အတွင်းအဲ့ဒီကအမျိုးသမီး20နဲ့အထက်ကိုအလုံးမတူ အတင်းအာမပြုကျင်းတက်ဖြတ်တာပြည်သူဝန်နေရင်တွေကိုမီးရှို့ဖျက်ဆီးရတာကိုဘုံမှုကြော်မင်းဥဆောင်တဲ့စစ်ကြောင်းကပြုလုပ်ခဲ့ပြီးသူ့ပါဝင်20ဦးထက်မနည်းတည်ဆုံးပြီးစခန့်ငါးဦးဖမ်းဆီးရမိခဲ့တဲ့အပြင်လက်နက်ကင်းတွေရရှိခဲ့လို့ဆိုပါတယ်။စတေမလာ25ရက်ကနေအော်တိုဘားလ7ရက်နေ့အထိဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေမှာစေအုစုဘက်ကလေကြောင်းအလို့ကျော်အုံပြုခဲ့ပေမဲ့စေအုစုဝင်တွေစစ်ဦးလန်တဲ့အထိတွန်းလန်တိုက်ခိုက်နိုင်ခဲ့တယ်လို့နထိုးကြီး PDF ကပြောပါတယ်။ နောက်ဆုံးပြပတ်တရင်အဖြစ်ရုရှားပြစ်မှတ်တွေကိုထိအောင်ပြစ်နိုင်မှတာဝေးပြစ်ဒုံးကျည်ယူကရိန်းရအောင်ဗြိတိန်ဝန်ကြီးချုပ်ကစီးရင်ပြစ်မှတ်တရင်ကိုပြောပြရင်ဒီနေ့အတွက် MP ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်လိုက်ချင်ပါတယ်ယူကရိန်းကိုလုံခြုံရေးအာမခံချက်တွေပေးဖို့သဘောတူထားတဲ့မဟာမိတ်20ကျော်ပါဝင်တဲ့ဆန္ဒတူမဟာမိတ်အဖွဲ့နဲ့ယူကရိန်းသမ္မတဗိုလာဒီမာဇယ်လန်စကီရောတွစ်ဆုံပွဲကိုဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကဒီနေ့လန်ဒန်မြို့မှာလက်ခံကျင်းပဖို့ရှိနေပါတယ် အဲ့ဒီမှာရုရှားပြစ်မှတ်တွေကိုထိအောင် ပြစ်နိုင်မဲ့တာဝဲပြစ်ဒုံးကျည်တွေကိုယူကရိန်းကိုပို့ပေးဖို့ဗြိတိန်ဝန်ကြီးချုပ်ကတိုက်တွန်းသားမယ်လို့ပြောပါတယ်။ကီရာစတာမာကဗြိတိန်နဲ့ယူကရိန်းတို့မက်စလာကသဘောတူခဲ့တဲ့ပေါင်၁.၃၆ဘီလီယံတန်ဖိုးရှိအကူအညီပေးရေးစီမံချက်အတိုင်းနောက်ထပ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တရားကိုစီစဉ်ထားတာထက်စော်ပြီးယူကရိန်းကိုပို့ဆောင်ပေးမယ်လို့လည်းကြေညာသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကပူတင်ကိုသူ့ရဲ့မလိုလားအပ်တဲ့ကျူးကျော်မှုတွေကိုရပ်တန့်ဖို့ လူသက်တာတွေဂျက်တန်မွန်းနဲ့ဆက်တာတွေကိုပြန်ခေါ်ဖို့အခွင့်အရေးကိုအချိန်ပေါင်းများစွာတတိပေးခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီအဆိုပြုချက်တွေနဲ့ငင်းကြဲရဲအတွက်ဖြစ်နိုင်ခြင်းအားလုံးကိုအချိန်ချင်းပေချနေပါတယ်လို့ကီယာစတာမာကပြောပါတယ်။တာဝိပြဒုံးကြီးတွေဟာဇလန်စကီရဲ့မဟာမိတ်တွေနဲ့ဆွေးနွေးမှုတွေမှာအဓိကတောင်းဆိုချက်ဖြစ်နေပါတယ်။ဒီပတိပခါမှာပါဝင်သူတွေအထက်မှာစစ်ပွဲကိုရပ်တန့်ခြင်းတဲ့သူမဟုတ်တာကသမ္မတပူတင်တဦးတွေပဲရှိပါတယ်လို့လည်းဗြိတိန်ဝန်ကြီးချုပ်ကပြောပါတယ်။ ဗြိတိန်ကထောက်ပံ့တဲ့ Sonshadow ဒုံးကျည်ရဲ့တုံးပြီးရုရှားနိုင်ငံ Brian Ram ကဒါရုစက်ရုံတစ်ခုကိုအောင်မြင်စွာတိုက်ခိုက်ခဲ့ပြီးတော့ Kia Starmer ကခေါင်းဆောင်တွေကိုတာဝေးပြည့်လက်နဲ့တည်းပူပေးအရှင်မြင်းထောက်ပံ့ဖို့တိုက်တွန်းသွားဖို့ရှိနေရပါဒီနေ့ပြုလုပ်မယ့်ထိပ်တည်စည်းဝေးကို NATO အထွေထွေအတွင်းမှကျုံ Mark Yute ဒိမတ်ဝင်ကြီးရှုပ် Matti Frank Dresen နဲ့နေတာလန်က Jack Schubert တို့ပါဝင်မှာဖြစ်တယ်လို့ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် တချို့ကတော့ online ကနေချိတ်ဆက်ပါဝင်ကြမှာပါ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြရပါ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြကျမ်းမာရှမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ